အားလုံးပဲမင်္ဂလာပါဘောလုံးချင်းညီကိုရဲနေကောင်းကမ်းမချမ်းသာကြပါသေးကျွန်တော် YouTube channel လေးဖြစ်တဲ့ Man Football Parent တက်ကနဲ့ဘောလုံးချင်းညီကိုရဲအားလုံးကိုချိုးချိုးပါရယ်ဒီနေ့မှာကျွန်တော် preview လုပ်ပေးမှာတော့ Sunday night မှာကစားမယ့်ပွဲစဉ်တွေဖြစ်တယ်ဗောနဒီပွဲစဉ်တွေထဲမှာတော့အစောဆုံးပွဲကတော့ San Marino နဲ့ Cyprus to a Friend ဖြစ်တယ်မြန်မာ San Jose ခုနိုင်ပွဲမှာကမ်းမယ့်ပွဲစဉ်ဖြစ်တဲ့ Win Win ဖြစ်တဲ့ Cyprus ကနှလုံး90နဲ့ဘူပေါင်းကြီး360စားဆုံးမှာပေးထားတယ်ဗောနသူတို့အုပ်စုကတော့အုပ်စု H ကဖြစ်ပါတယ် Cyprus ကအဆင့်၄မှာရှိတယ်။ San Marino အဆင့်၅မှာရှိတယ်။ Cyprus အကင်းကတော့တပွဲနဲ့နှစ်ပွဲတည်း၃ပွဲရှုံး။ San Marino ကတော့၆ပွဲလုံးရှုံးထားတယ်ပေါ့နော်။ပြီးခုလည်း၂၈ခုရှိတယ်ပေါ့နော်။ဒီအုပ်စုထဲမှာဆိုလို့ရှိရင်တော့ Austria ၁၅မှတ်ရသွားပြီပေါ့နော်။ Bosnia ၁၃မှတ်ရထားပါတယ်။ San Marino ဆော့ထားတဲ့ပွဲတွေကိုကျွန်တော်ကြီးလိုက်မယ်ဆိုလို့ရှိရင်ပထမလေးဆူဆူဝါးဝါးဖြစ်နေတာတွေ့ရမယ်ပေါ့နော်အင်ဂွင်းနေမှာပေါ့နော်အော်စတီးယား4-0နဲ့ရှုံးတယ်ရိုမာနီးယား5-1နဲ့ရှုံးတယ်ပေါ့နော်အတိုက်ဖစ်ကတော့ ော်တော်ဆိုးပါတယ်ဟာတော့ Cyprus အတင်းဆော့ထားတဲ့ပွဲစဉ်တွေကြီးမှဆိုရင် away win မှာ Bosnia ကို2-1နဲ့ပေါ့နော်ဒါရှုံးထားတယ် Romania ကို2-0နဲ့ရှုံးတယ်ပေါ့နော်ပြီးတော့သူဆော့ထားတဲ့ဒီနောက်ဆုံး3ပွဲလုံးသူခြေရစ်နဲ့အောင်ထားတယ်ပြီးတော့ Austria 1-0နဲ့ရှုံးတယ် Romania ကို2-2ဆော့ထားသလို Bosnia ကလည်း2-2ဆော့ထားတယ်သူတိုက်စစ်ကဒီနောက်ဆုံးပွဲမှာပေါ့နော်ဒါ၄ခုရထားတယ်ပေးခုလည်း၄ခုရှိတယ်ပေါ့နော်ဒီပွဲတဲ့မှာဖန်တာရဲ Wins to Osport ကိုကြည့်မယ်ဆိုရင် San Marino အနိုင်ကို70တရေကို6ဆ Cypress အနေကို28ပြပေးထားပါတယ်။ကျွန်တော် Cypress ကြိုက်တဲ့ဂူပေါင်းအပေါ်ကြိုက်ပါတယ်။ Botilus ကို No ဆိုတာရိုက်ဖို့အချံပေးချင်တယ်ပေါ့နော်။နောက်တစ်ပွဲကတော့ဒါမြန်မာဆန်တော်ချင်း Channel ဘက်မှာ Camera Scotland နဲ့ Belarus တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ Body G ရဲ့နှလုံး60ဂူပေါင်းကြီးရဲ့3လုံး60ပေါ့နော်။ Body G ကအနည်းဆုံး30ဇီနဲ့နိုင်မှချိအောင်မှဖြစ်တယ်ပေါ့နော်။အာဂူပေါင်းကြီးကတော့အနည်းဆုံး60ဇီပေါ့နော်။ Core 1ပေါ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ။ဘိုးကောင်းကြီးအောင်ဖို့အဲ့လောက်လိုအပ်မယ်ပေါ့နော်။ ဒါ Scotland တဲ့ရောဒီ Oslo ထဲမှာဖဲ Oslo C ဖြစ်တယ်။သူကတော့အစစ်နဲ့မှရှိတယ်။၃ဘွဲဆော့ထားတဲ့9.9တဘွဲတည်းရေရာဂုံငံကိုပေးကူတကူတည်းရှိရနော်။ Belarus ကတော့တော်တော်ဆိုးတယ်ဗျ။ချင်းနေတော်တော်ဆိုးတယ် Belarus ကတော့ Scotland ဆော့ထားတဲ့၃ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်နော်။အင်္ဂလန်ဘွဲစင်နေမှာဆိုလို့ရှိရင် Greece ကို3-1နဲ့အဝေးခွင့်9ဘွဲမှာဆိုရင် Denmark ကိုတည်းရေဆော့တယ် Belarus ကို2-9ထားတယ်ပေါ့နော်။ Belarus ရဆော့ထားတဲ့ဘွဲစင်တွေကိုကြည့်မယ်ဆိုလို့ရှိရင်နော်။ပေးကူဆွတ်ဆွတ်ပါအောင်ပေါ့နော်။တော်တော်များတယ်စကောင်းမှုပေးထားတယ်ဗျာဒါသူ ဒါဘယ်လိုမှမဖြစ်နိုင်ပါဘူးနော်ဒီပွဲစဉ်မှာ Fender Wines to of Power ကြီးကြီးမှာဆိုရင် Scotland အနိုင်ကို12ပြားဒါဝင်းဝမ်းတေချာသလောက်ရှိရပါတော့ဝင်းဝမ်း69ရာခိုင်နှုန်းဝင်းဝမ်းပါပဲပြီးလို့ရှိရင်တရေကတော့9.5 Belarus အနိုင်ကို15စာပေးထားတယ်ဒီပွဲစဉ်မှာတော့ကျွန်တော် Scotland Body ပဲစိုက်ပါတယ် Scotland Body နဲ့ Boating to Score No ဆိုတာကိုရိုက်ဖို့အကြံပေးခြင်းပါတယ်။နောက်တစ်ပွဲကလည်းမြန်မာစံတော်ချိန်10:00ခွဲမှာပဲကမ်းမယ်။ Netherlands နဲ့ Finland တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ နက်တလန်တင်းကတော့330ရှုံးဘိုးပေါင်းကြီး340ရှုံးဆိုမှပေးထားတယ်330ဆိုတော့ကျွန်တော်ညီကိုလေတတိကြီးနဲ့နိုင်တော့မှ30ရှုံးမှာဆိုတော့နက်တလန်တင်းကလည်းဆို 4G ဖြစ်ဖို့လိုတယ်ပေါ့နော်သူတို့ကလည်းအုပ်စု J ရဖြစ်တယ်ပေါ့နော်သူလည်းမြန်မာစံတော်ရှင်10နိုင်ခွဲမှာပဲကမ်းမှာပေါ့နော်နက်တလန်အတင်းကတော့ဒီအုပ်စုထဲမှာဆိုရင်9ဘွဲဆော့ပြီးမှ73ဘွဲရထားရပေါ့နော်တိုက်ဆက်က18ကူရထားခန္ဓာအတင်းကတော့အဆင့်3ဘွဲရှိတယ်သူကပိုလာနဲ့အမီလိုက်နေတယ်ပေါ့နော်ပိုလာနဲ့သူနဲ့ဆယ်မဆယ်မရမှတူပါဦး ဖင်လန်ကတောင်းမနိုင်တဲ့ဘက်တဲ့ရင်ကိုရှုံရခုရှိကိုပြီးခုကူခုရှိတယ်။ဖင်လန်အတင်းကတိုက်စစ်ကဂိုးတကယ်ကိုရပါတယ်။နယ်သာလန်အတင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဂေးပွဲနိုင်တဲ့ဘက်တဲ့ရီပေါ့နော်။အင်္ဂွန်ဘက်ဆင်မှာဆိုမာလ်တာကို8-0နဲ့နိုင်ထားတဲ့ပုံကံဝမ်းဝမ်းဆော့ထားတယ်ပေါ့နော်။ချန်နာတောင်းမဲတော့အဝေးဝင်းနေဖြစ်တယ်ပေါ့နော်။ဖင်လန်အတင်းဆော့ထားတဲ့ပွဲတွေကိုကြည့်လိုက်ပါနော်။သူ့ရဲ့တိုက်စစ်ကတော့တော်တော်လေးအများကြီးပဲပေါ့နော်။၆ပွဲမှာဆယ်၅ပွဲတိတိတောင်ဂိုးတွေရထားသူရထားတာကတော့မာလ်တာလီတူနီးယားပေါ့နော်ပြီးလို့ရှိရင်ပိုလန် ပိုလန်ကကြွားလုံရတယ်လီတူနီးယားလည်းကြွားလုံရတယ်ဗောနောဂိုးတွေရတယ်ခန်းစစ်ပွင့်နေတယ်ခန်းစစ်ကတော်တော်လေးပွင့်နေတယ်ဗောနောဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wins to Osport ကြီးမှာကိုရင် Netherlands နိုင်ငံကို၉ပြားတည်းပဲပြီးထားတယ် Win 1ပေါ့ဗျာ၉ပြားဆိုတော့တရီကို9.5အဖင်လန်နိုင်ငံကိုနက်စတန်နဲ့ကိုစားဖင်လန်အတင်းနိုင်ဖို့တော့မဖြစ်နိုင်ဘူးဗောနောဒါပေမဲ့လည်းဒါကျွန်တော်တို့ဒါမြန်မာပေါ့ကျေးမှာကြည့်မယ်ဆိုလို့ရှိရင်နက်သလန်အတင်းရတယ်ဒါပွဲတွေကစိတ်နေတာဗောနော်ပေါ့ရတာဆိုတာလဲ အနက်တလန်နိုင်မဲ့ချိန်မအောင်ဘူးလို့ပဲကျွန်တော်စိတ်ထဲမှာခံစားနေရတယ်ပေါ့နော်ဒါဂိုးပေါင်းအပေါ်ကြိုက်တယ်ပိုတင်းလူစကောရက်စ်ကြိုက်တယ်ပင်ဖင်လန်ဘော်ဒီကြိုက်ပါတယ်တကယ်လို့နိုင်31လို့ပဲကျွန်တော်ကတွက်ထားတယ်ပေါ့နော်31ပေါ့နော်ဖင်ကန်တစ်လုံးထက်နောက်တစ်ပွဲကလည်းအုပ်စုအယ်ကပဲမြန်မာစံတော်ချိန်စင်နေဘက်မှာကံမဲ့ Force Island နဲ့ Czech Republic တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်အဝေးခွင့်ချက်ကတစ်လုံး60ရှုံးတလုံး60ရှုံးဆိုရင်ကျွန်တော်ညကို2ဖြစ်ဖို့လိုတယ်31ဖြစ်ဖို့လိုပဲပေါ့နော်ဒါနှလုံးတော့ကွာကွာရမှာ ဒီမှာသူတို့အုပ်စုမှာကြည့်မယ်ဆိုရင်ချက်အသိန်းကတော့အဆင့်နှစ်မှာရှိတယ် Fox Island ကတော့အဆင့်သုံးမှာရှိတယ်ဗောနော Fox Island ကဒီပွဲကိုနိုင်မယ်ဆိုလို့ရှိရင်တော့နော်မျောလင်းချက်တယ်အများကြီးရှိပြီးတယ်ဗောနော Croatia အသိန်းကတော့13မှာရထားပါတယ်ဗောနော်သူတို့အုပ်စုမှာ Fox Island ဆော့ထားတဲ့ပွဲစဉ်တွေအင်္ဂလန်ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မဖုံးတော့အင်္ဂလန်ပွဲစဉ်တွေမှာအလောက်ရှိဆူဆူဝါးဝါးဖြစ်ထားတာမျိုးမတွေ့ရဘူးလာဂျီဘရာတာကို2-1နဲ့နိုင်တယ်ဗောနော်ပြီးလို့ရှိရင် Croatia ကို1-0နဲ့ရှောင်းပြီးကြည့်အောင်ထားတယ်ဗောနော Montenegro ကို4-0နဲ့နိုင်ထားတယ်ဗောနော ဒူတိုင်စစ်ကလည်းနောက်ဆုံးသူဆော့ထားတဲ့6ဝဲမှာဆိုရင်4ဝဲတိတိဂိုးတွေရထားတဲ့အတွက်ခန်စစ်ကလည်းတော်တော်လေးဦးစားပေးပြီးဆော့တယ်ဗောနော်ချက်ရီပပ်ဘလစ်ရဲ့အဝေးဝင်းပွဲစဉ်တွေကြည့်မယ်ဆိုရင်ဂျီဘရာတာကို4-0နဲ့နိုင်တယ်ခရိုအေးရှားကို5-1နဲ့ရှုံးတယ်ဗောနော်ချက်ကလည်း9ရမှာပါ9ရဖို့ရှိပါတယ်ဗောနော်9ရနိုင်ချေများတယ်ချက်ကလည်းဒီပွဲစဉ်မှာဖွင့်ထားတဲ့1 to off ကိုကြည့်မယ်ဆိုရင် ancient အသင်းနိုင်ကို8.5တေရီကို4.5နဲ့တချက်အနိုင်ကို38ပြားပဲပြီးထားတယ်ဗောနော် ကျွန်တော်ညီကိုတွေ one spec မှာဆိုလို့ရှိရင်တော့38ပြ win 2ရိုက်ချင်တယ်ရိုက်ကြည့်ပေါ့နော် win 2ကတော့ဖြစ်နိုင်ကြီးအများများတယ်ဒါပေမဲ့ကျွန်တော်မြန်မာပေါ့ကြီးမှာတော့ဒီကြီးအောင်မှုခက်မယ်လို့ကျွန်တော်စိတ်ထဲမှာဖြစ်နေတယ်ပေါ့နော် host island ဒီဘွဲကိုတော်တော်လေး view ဆိုင်ပြီးဆော့လာမယ်လို့ကျွန်တော်တော့တောင်းတမိတယ်ပေါ့နော် first island body ကြိုက်တယ်ပင်ကူပေါင်းအပေါ်ကိုကျွန်တော်ရွေးချယ်ပေးပါတော့နော်အင်ရှင်အတင်းကိုပဲကျွန်တော်သဘောကျတယ်နောက်တစ်ပွဲကလည်းမြန်မာဆန်တော်ရှင်တနင်္လာ25မှာကာမဲအုပ်စုစီရဒိမန်နဲ့ဂရိစ်တို့ရဲ့ပွဲစဉ်ဖြစ်တဲ့ဒိမန်အတင်းကတော့ တလုံး60နဲ့ဂူပေါင်းကြီးနှလုံး80ဆွန်းပေါ့နော်ဒီပွဲစဉ်ကနည်းနည်းတော့အန်ဒီများတဲ့ဒိမက်ပေါ့နော်ဒိမက်ခြေဆွမ်းရန်ကောင်းတဲ့တလုံး60နိုင်တော့ပြီးထားတယ်ပေါ့နော်ဒါတေဘယ်မှာဆိုရင်ဒိမက်ကအဆင့်7 Gris ကအဆင့်3ပေါ့နော် Gris အတင်းကခံစစ်ကနောက်ဆုံး6လုံးပြီးထားတယ်ပေါ့နော်ခုနှစ်လုံးခုနှစ်လုံးပြီးပြီးထားတယ်ပေါ့နော်ဒိမက်အတင်းကတော့ပြီးဖို့မရှိဘူးဒိမက်အတင်းငယ်ဆုံးတလုံးပွင့်နိုင်တော့မှ60ကျွေးထားတယ်ပေါ့နော်ဒီလောက်ကြီးကဘောက်လျှောက်ရှုံးနေတယ်ပေါ့နော်နောက်ပွဲစဉ်လည်းရှုံးထားတယ်ပေါ့နော် တလုံးတွင်းနာနဲ့စားရမယ်ဆိုတော့ကျွန်တော်နည်းနည်းတော့စဉ်းစားရမယ်လက်ရှိ performance ကတော့ game အတင်းတော့ဒါအတားလဲပေါ့နော်ဒီပွဲစဉ်မှာ frontline wins to all quality မှာပဲ game အနိုင်ကို66ပြကျွန်တော်ညီကိုလည်း win win ရိုက်ချင်တယ်ဆိုရင်တော့ရိုက်လို့ရပါတယ်နိုင်ဂျီယာနှုန်းပုံများတယ်ပေါ့နော်အင်ကွင်းပွဲစဉ်လည်းဖြစ်တယ်ဒါပေမဲ့တစ်ချက်တည်းတည်းထားမှာပွဲတွေကစိတ်နေတော့နော် လူတွေအပြောင်းလဲတွေနဲ့ဆော့မှာပေါ့နော်ဘယ်လိုပဲနေနေပါဒါဒိမ့်မဲ့ပဲကျွန်တော်တို့ယူရမှာဖြစ်ပါဒါပေမဲ့ဒီပွဲမှာဒိမ့်မဲ့လည်းတကူတွင်းခံရနိုင်တယ်ပေါ့နော်အဲအကြောင်းကျွန်တော် booting news squares in go bang ပေါ်လေးမှာထည့်ပြီးကျွန်တော်အဲ့လိုခြိုက်တယ်ပေါ့နော်ဂိမ်းမဲ့ရဲ့ go bang အပေါ်ရဲ့ booting news squares ရဲ့ပေါ့နော်ကျွန်တော်ညီကိုဝင်ဝင်ရချင်တယ်ဆိုရင်လည်းရိုက်လို့ရပါတယ်ဒီပွဲစဉ်ကတော့ဂိမ်းမဲ့အတင်နိုင်ကြရန်တော့များတယ်ပေါ့နော်နောက်တစ်ပွဲကတော့ lithuania နဲ့ poland တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်အဝေးဝင်း poland တစ်လုံး30ရှုံး go bang ရဲ့နှလုံး60ရှုံး ဘော်ဒီဂျေးကအနည်းဆုံး2စီးနဲ့နိုင်ဖို့လိုတယ်1စီးနဲ့နိုင်မယ်ဆိုရင်30ရှုံးမယ်ဂူပေါင်းဂျေးလည်းအနည်းဆုံး21 31စက်ပြီလို့ဖြစ်ပေါ်တော့ဂူပေါ်ရိုက်မယ်ဆိုရင်တော့ကလစ်တူနီးယားကတော့ဒီအုပ်စုထဲမှာတော့အလောက်ကြီးကောင်းနေတာမျိုးတော့မဟုတ်ဘူးအဆင့်၄မှာရှိတဲ့၃မှတ်ထဲရထားတဲ့အတင်ဖြစ်တယ်ပေါ့နော်သူရဲ့တိုက်စစ်ကနောက်ဆုံးသူဆော့ခဲ့တဲ့ပွဲတိုင်းလိုဂူတွေရထားတဲ့အင်ဝင်ပွဲစဉ်တွေပြောတာပေါ့နော်ကိုလန်တင်ကတော့ဒီအုပ်စုထဲမှာဆိုအဆင့်၄မှာရှိတဲ့၁၀မှတ်ရထားတဲ့သူ့အောက်မှာဖင်လန်ရှိတယ်ဒါဒီနှစ်တင်အပြန်လန်ဖြစ်မှာပဲဒီမဲ့တန်ရန်လူဖို့အတွက်ပေါ့နော် ဂလီတူမီယာဆော့ထားတဲ့ပွဲတွေကိုကြည့်လိုက်ပါအခုသူဆော့ခဲ့တဲ့ပွဲစဉ်တွေတောက်လျှောက်ပေါ်တော့သူဂိုးတွေရထားတယ်ဖင်လန်ကိုတူဝမ်းနဲ့ရှုံးနဲ့ကြေးအောင်နဲ့နယ်သာလန်ကိုတူကရီနဲ့ရှုံးနဲ့ကြေးအောင်နဲ့ပေါ့နော်တောက်လျှောက်ကပွဲကြေးအောင်ထားတာလည်းတွေ့ရဂိုးတွေကလည်းသူဆော့ထားတဲ့6ပွဲမှာသူ၄ပွဲတိတိတိုက်စစ်ကဂိုးတွေလည်းရထားတယ်အင်္ဂွန်းပွဲစဉ်တွေမှာပိုကောင်းတက်တယ်ပိုလန်တင်းကိုကြည့်မယ်ဆိုရင်ကောင်းတာကောင်းတယ်ဒါပေမဲ့တိတ်အားရစရာမကောင်းဘူးပေါ့နော်သူဆော့ထားတဲ့ပွဲစဉ်တွေအားလုံးမှာဆိုတော့သူတိုက်စစ်ကဂိုးတွေကတော့အကုန်လုံးရထားပါတယ်ဒီပွဲစဉ်မှာခွန်နာရဲ့ Wins to of Power ကြီးကြီးလိုက်မယ်ဆိုရင် တူနီယာအနိုင်ကို8.5ဒေကို4.2နဲ့ကိုလာအနိုင်ကို42ပြားပဲပြထားပါတော့ကျွန်တော်ညီကိုတွေဝိုင်းစပယ်ရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ဒါပိုလန်ပဲကြိုက်တယ်ဆိုရင်အဝင်း2ရိုက်ကြည့်ပါတော့ဝင်း2ပေါ့နော်ဒါမှမဟုတ်ပတ်စံမပါခြင်းဘူးဆိုလို့ရှိရင်တော့ဒါ drone no bit ပေါ့နော် drone no bit ဆိုရင်တော့တအားနေမယ်နဲတာတော့ပေါ့နော် drone no bit ရိုက်ကြည့်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော် တို့ဝေးချက်ပေးရမယ်ဖယ်နော်ကျွန်တော်ကတော့လီတူနီးယားပဲစိုက်တယ်ဗျာလီတူနီးယားမျိုးလင်းချက်တော့နည်းတယ်ဒါပေမဲ့အင်ဝင်ပွဲစဉ်ဖြစ်နေတယ်ဂိုရူဂူပြဲမယ်လို့ယုံကြည်တယ်ဂိုဘောင်းအပေါ်စိုက်တယ်လီတူနီးယားစိုက်တယ်ဗောနော်ကျွန်တော်ကဒီပွဲစဉ်မှာနောက်ထပ်တစ်ပွဲကတော့ရူမနီးယားနဲ့အော်စတီးယားတို့ရဲ့ပွဲစဉ်ဖြစ်တယ်ရူမနီးယားအော်စတီးယားအတင်းအတလုံး80နဲ့ဂိုဘောင်းနဲ့နှလုံး6ဖက်ရှုံးဗောနော်ဒီထက်မှာတော့ကျွန်တော်ကရှူတောင်းတမျိုးနဲ့ချင်းကတ်ထားပါတယ်ဩစတြေးလျအတင်း9ဘက်ဆွပြီး15မှရပြီ။သူကတော့တက်ပြီလို့ပြောလို့ရသွားပြီပေါ့နော်။တရားမှာ69တိချာလောက်ရှိသွားပြီတက်ဖို့က။ခြေဆောင်ခြေစစ်ပွဲအောင်ဖို့ပေါ့နော်။ ရိုမေးနီးယားတင်ရတဲ့ခုနမပေးရတဲ့အဆင့်တုံးမှရှိတဲ့သူ့အပေါ်မှာဘော့စနီးယား73မှာပေါ့နော်။နည်းနည်းလေးကျူးလာမယ်ဆိုရင်ဘာမှမဆိုဖြစ်နိုင်သေးတယ်ပေါ့နော်။ဒါအော်စတြီးယားတင်ရတော့တိုက်စစ်ကရခုဆွက်ဘူးဘူးပေးဖို့9ဘူးတည်းပဲရှိတယ်လို့ရိုမေးနီးယားလည်းတိုက်စစ်က10ဘူးရထားတယ်ပေးဖို့က6ဘူးရှိတယ်ပေါ့နော်။ဒီနှစ်တင်ရပထမတစ်ခေါက်လည်းတွေ့ပြီးပါပြီ။အော်စတြီးယားကွင်မှာအော်စတြီးယား2-1နဲ့နိုင်ထားတာပေါ့။ရိုမေးနီးယားဆော့ထားတဲ့ပွဲတွေကိုကြည့်လိုက်ပါဒီကိုအင်္ဂလန်ပွဲစဉ်တွေမှာဆိုရင်စိုက်ပရက်စ်ကို2-0နဲ့နိုင်တယ်ပေါ့နော်။ ကဘော့စနီးယားဝမ်းစင်းနဲ့ရှောင်းလာတဲ့တပ်ပေါ်လေးဆူဆူဝါဝါမကောင်းသူခံစည်းကြည့်ရတဲ့တောက်လျှောက်ဂူတွေပေးထားရတယ်ဗောနော်။ဒါဘော့စနီးယားကိုဂူပေးတဲ့ဆာမာရီနိုလိုအတင်းအောင်လာဂူပေးထားတယ်ဗောနော်။အော်စတြေးလျဂူမတွဲမှာတည်ကြတယ်ဗောနော်။တကူတော့ရပါနိုင်တယ်ဒီပွဲစဉ်မှာ။ဒါအော်စတြေးလျအတင်းအခန်းဆက်ကလည်းတော်တော်လေးကောင်းတယ်။အဝေးဝင်ပွဲစဉ်မှာဆိုဆာမာရီနို4-0လို့ဗောနော်။ပြီးရင်ကျွန်တော်ဘော့စနီးယား2-1လို့အင်းပြောဖြစ်ဖို့ကများတော့များတယ်ဗောနော်။ points to osport team မှာဆိုလို့ရှိရင်เนาะ Romania အနိုင်ကို 3.9တေကို3.7နဲ့ ဩစတြေးလျနိုင်ငံပျာရှက်ကပြထားပါတယ်ဩစတြေးလျနိုင်ငံရန်လုံးကအားများပါတယ်ဒါပေမဲ့လောလောဆယ်ဝဲတွေကလည်းခက်စိတ်စိတ်ဖြစ်နေတယ်ဆိုတော့အေးရမကလည်းတအားကြီးကိုအဖိတ်တွေကလည်းမလိုတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာတော့တမျိုးတလီပြောင်းလဲပြီးမှာပေါ့နော်ရိုမာနီးယားဘော်ဒီကြိုက်တယ်ဗျာရိုမာနီးယားဘော်ဒီနဲ့ဘူတင်းဒူစကောယက်စ်ကြိုက်တယ်ပေါ့နော်ဂိုးတွေချဲ့မယ်ထင်တယ်ရိုမာနီးယားတော်တော်လေးလိုနေတယ်အမကနော်နောက်တစ်ပွဲကတော့ဂျီဘရာတာနဲ့နောက်တစ်ပွဲကတော့ခရိုအေးရှားနဲ့ဂျီဘရာတာတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ခရိုအေးရှားကတော့ဒီ ပုစု L ထဲမှာဆိုလို့ရှိရင်တော့အဆင့်တင်မှာရှိရဲ၅ဘွဲဆော့ထားတဲ့၄ဘွဲနဲ့တစ်ဘွဲတည်ရေပေါ့နော်၃ဘွဲရထားတဲ့ဂျီဘရာတာတော့ဒါစရင်မထက်လည်းရပါတယ်၅ဘွဲမှာရကုနှစ်ခုပေကု၁၇ခုရှိတယ်ပေါ့နော်ခရိုအေးရှားအတင်းက၅လုံး80နာရီဒါတော့မှကျွန်တော်၅ခုတွင်းမှ80ပဲပတ်စံရမယ်ပေါ့နော်ဂိုးပေါင်းကြီးက၅လုံးတည်ရေနီးပါးပါဖောက်ထားတယ်ဗျာဒါကျွန်တော်ညီကိုတွေသူ၅လုံးထည့်ပါမလားနဲ့ကျွန်တော်တစ်ချက်စဉ်းစားရမယ်အချက်ပေါ့နော် ဝဲနေရတဲ့ခက်ဆိတ်ဆိတ်ဆိုတော့ဒါအိမ်ကွင်းပွဲစဉ်မှာဆိုချက်ကို fiber နဲ့နိုင်ထားတယ် montoni group 4z နဲ့နိုင်ထားတယ်ဗောနော်ဒါ croatia အသင်းက algebrata အသင်းကတော့သူရှုံးထားတဲ့အဝေးကွင်းပွဲတွေမှာ fan montoni group 31နဲ့ရှုံးနေဗောနော် force island 21နဲ့ရှုံးနေဗောနော်အတူရအဝေးကွင်းပွဲစဉ်မှာတော့အားကိုပြတ်ပြီးရှုံးထားတာမျိုးတော့မကြည့်ရဘူးအဝေးကွင်းပွဲတော့မှာလည်း goal တွေပြန်ရထားတာမျိုးတော့တွေးနေရတယ်ဗောနော်ဆိုတော့ဒီပွဲစဉ်မှာဖွင့်ထားတဲ့1 to osport ကြီးတော့ကျွန်တော်ကြည့်မယ် fan croatia နိုင်ကိုတပြားတည်းပဲပြထားတယ်တပြား 23ဇာပေါ့နော်ဂျီဘရာတာအနိုင်ကို82ဇာဒါလုံးဝဂျီဘရာတာနိုင်စရာအကြောင်းမရှိဘူးဒါဝင်းမန်းကလုံးဝ100%ပေါ့နော်အဒီပွဲစဉ်မှာတော့ဘလူးဘက်နေနေပါခရိုအေးရှား5ဇီလောင်းနဲ့ကနိုင်မှာမလို့ကျွန်တော်တော့တုံသတ်မိတယ်ပေါ့နော်ဒါပေမဲ့နည်းနည်းတော့အန်ဒီရောများတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အာ तू က9ဘွဲဆော့ပြီးတဲ့အချိန်မှာတော့73မှာရပြီပေါ့နော်ဒီပွဲကို AC ဘလို့မဆို AC နိုင်ွားနိုင်တယ်ပေါ့နော်2ဇီ3ဇီနဲ့ကျွန်တော်ချေးချပြီးမှခြံခဲမှလည်းကြောက်ရသေးတယ်ဗျ तू ကတော့နိုင်တော့မယ်ကျွန်တော်ဒုက္ခရောက်မယ်ပေါ့ဗျာ အာဒီပွဲစမှာဘိုတင်းနုစကွန်ကိုရိုက်ချင်တယ်ရိုက်ကြည့်ပါတော့တစ်ဖက်ကဂျီဘရာတာတင်းရတာတအားအားနေတယ်ပေါ့ဗျာဒီနေ့တော့ဒီကောင်ပါပဲညီကိုတော့ကျွန်တော်ပြချာလေးကိုရေးချထားပေးပါရယ်ကိုတော့အပေါင်းပြချာပါစီဒီနေ့အစောပိုင်းမှာဆော့ခဲ့တဲ့ပွဲနှစ်ပွဲပေါ့နော်ကျွန်တော်ကြည့်လိုက်တယ်ပွဲ၃ပွဲပေါ့နော်လာဗီယာနဲ့အင်ဒိုကာတို့ပွဲစမှာကျွန်တော်ဂူပေါင်းအပေါ်နဲ့လာဗီယာလို့ပြောခဲ့တယ်ပေါ့နော်လာဗီယာအတင်းရတယ်တော်တော်လေးခြားပါတယ်တကယ်လို့ရှင်2-1နဲ့ပြီးမယ်ဆိုရင်ကျွန်တော်တို့ပတ်စံပေါ့နော်ဒါဘော်ဒီရေးပြန်မှာဖြစ်ပါတယ်ဂူပေါင်းကြီးတော့အောင်မယ်ပေါ့ဗျာ နော်ဝေးနဲ့အီဇရေးမှာဆိုရင်တော့ကျွန်တော်ထင်တာဘိုတီလူးစကွာယက်ကတော့မားသွားတယ်ပေါ့နော်ဘော်ဒီနော်ဝေးမှန်တယ်ဟန်ဂရီနဲ့အာမေးနီးယားမှာလည်းကျွန်တော်ဒါဘော်ဒီရေးတွေမှာနွားတယ်ပေါ့နော်ပူစီနဲ့ပြီးသွားတယ်ပေါ့နော်ကျွန်တော်ညီကိုတွေကျွန်တော်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် VPN ခံပြီးလက်ကြည့်ပေးကြပါအောင်လို့တောင်းဆိုပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်